အွန်လိုင်းငွေလိမ်ဂိုင်းတွေအခြေဆက်ရာ KK Park ကနေထွက်ပြေးလာတဲ့တရုတ်နိုင်ငံသား9ဦးကိုထိုင်းရဲတွေကဖမ်းဆီးလိုက်ပါတယ်။ Trap ပြည်နယ်အတွင်းနိုဝင်ဘာ3ရက်နေ့မှာဖမ်းပြီးတဲ့အဲ့ဒီတရုတ်နိုင်ငံသားတွေဟာကမ္ဘောဒီးယားကိုဆက်လီနဲ့ထွက်ပြေးဖို့စောင့်ဆိုင်းနေစဉ်မှာအခုလိုဖမ်းဆီးမိတာလို့ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ Clown Rain KI ဗန်ချုံကန်းကြီးကအပန်းဖြေအိမ်မှာမသိငါဖွင့်နိုင်ငံသားသားတွေရောက်နေတယ်ဆိုပြီးတော့တိုင်ကြတာကြောင့်တွားရောက်ဆစ်ဆေးပြီးတော့ဖမ်းဆီးလိုက်တာလို့ထိုင်းဒူရဲမှုကြီးဖီချစ်ဖွန်ဆန်ကပြောကြားကြောင်းထိုင်းခါဝဆော့သတင်းမှာဖော်ပြပါရတယ်။အဲ့ဒီတရုတ်နိုင်ငံသားကိုဦးမှာပတ်စပို့အပြင်တခြားအထောက်ထားလည်းမရှိဘူးလို့ဆိုပါရတယ်။ဒါပေမဲ့သူတို့နဲ့အတူမိုဘိုင်းဖုန်း48လုံးကိုသိမ်းဆည်းရမိပြီးအဲ့ဒီဖုန်းထဲမှာလောင်းကစားနဲ့ငွေကြေးခွာချတဲ့ app တွေအပြင် အွန်လိုင်းငွေလိမ်နဲ့ကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်တဲ့အချက်လက်တွေဖြတ်ထားတာကိုတွေ့ရတယ်လို့ပြောပါတယ်အဲ့ဒီတရုတ်နိုင်ငံသားတွေကိုခုအခါ my root ရထာနာမှာထိမ့်သိမ်းထားပြီးတော့စစ်ဆေးမြင့်မြတ်နေပါတယ်အင်္ဂလိပ်လိုမတက်တာကြောင့်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်내ရထာနာကစကားပြန်တွေအကူအညီယူခဲ့ရကြောင်းလဲရဲပြောခွင့်ရကပြောပါတယ်အသက်26နှစ်အရွယ်ဇာအိုချန်းကတော့ယူနန်ပြည်내ကဖြစ်ပြီးတော့သူအဖမ်းခံခဲ့ရတဲ့နေရာဟာဘယ်နေရာလဲဆိုတာကိုမသိသလို့ ဘသူကသူတို့ကိုလာခေါ်မလဲဆိုတာလည်းမသိဘူးလို့ပြောပါတယ်အခန်းလာငားတာကတော့ထိုင်းလူမျိုးတွေဖြစ်ပြီးတော့နောက်ထပ်လည်းရောက်လာစရာရှိသေးတဲ့အကြောင်းအိမ်ငှားသူကိုပြောခဲ့တယ်လို့ရဲကပြောပါတယ်လာရောက်တဲခိုသူတွေအတွက်အခန်းကားနဲ့အစားစာအတွက်ပေးခဲ့ပေမဲ့ ID ကတ်တော့မပြဘူးလို့ဆိုပါတယ်နိုင်ငံတကာကနေထိုင်းမြန်မာနယ်ကြားကအွန်လိုင်းငွေလင်ခိုင်းတွေကိုပြင်းပြင်းထန်ထန်နှိပ်ကုပ်ဖို့ပြင်ဆင်လာချိန်မှာပဲစစ်တပ်လက်အောက်ခံ BGF စောချစ်သူဟာ online ငွေလိမ်ဂိုင်းတွေအခြေစိုက်တဲ့ KK Park ကိုတည်င်းတပတ်ကြော်ကြာတိုက်ခိုက်ပြနေပါတယ်။သူနေထိုင်တဲ့ရွှေကုတ်ကူမှာလည်းကြားဖြတ်လုပ်ငန်းအများပြားအခြေစိုက်ပေမဲ့သူကမြင်နေရငှားတာသာဖြစ်ပြီးတော့တခြားဘာဆိုဘာမှမသိဘူးလို့တွင်တွင်ညင်းပါတယ်။အခုလပိုင်းတွင်အတွင်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်လာတဲ့ကြားဖြတ်လုပ်သားတွေ12000လောက်သာရှိပြီးတော့ဒီရေအတွက်ဟာရွှေကုတ်ကူအပါဝင် အနီးအနားဒေသကကြားဖြတ်လုပ်ငန်းတွေမှာအလုတ်လုတ်ကင်သူပမာဏရဲ့ဆယ်ရာခိုင်နှုန်းလောက်သာရှိတယ်လို့စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေကထောက်ပြကြပါရခင်ဗျာကျွန်တော်ဆွေပါ